ာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ6ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ကလေးမျိုးတွင် MPT ဖုန်းလိုင်းတစ်ခုသာရရှိကဖုန်းဝေဖြစ်ခဲ့တထောင်တန်ကို1200ကျပ်ဖြင့်ပေးဝေနေရကြောင်း ဖပွန်ခရိုင်တွင်အပရလအတွင်းတိုက်ပွဲပေါင်း139ကြိမ်ဖြစ်ပွားပြီးစစ်တပ်ဘက်မှဗုံမှု2ဦးအပါဝင်39ဦးသေဆုံးကာစစ်တပ်ကလက်နက်ကြီးလေကြောင်းတို့ဖြင့်တိုက်ခိုက်မှုတွင်ပြည်သူ2ဦးသေဆုံးကြောင်းမြိုင်နယ်ပခုတ်ကူမြို့နယ်အဆက်ရှိဂျေးရွာနှစ်ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်အဆောက်အဦများထိခိုက်ပျက်စီးကြောင်းစကိုင်းတွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးအကြမ်းဖက်ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးကာကန်ချီကုန်းဂျေးရွာကိုစစ်တပ်က မီးတင်ရှူနေကြောင်းနဲ့ထိုင်းမြန်မာနေဆက်ထိုင်းလေပိတ်နယ်အတွင်းသို့တန်တရားဖြစ်ပွေလေရင်တစီဝင်ရောက်လာသဖြင့်ထိုင်းလေတက်က F16 တိုက်လေရင်နှစီအရေးပေါ်ဆေလွတ်ကင်းနှိမ့်ကြောင်းတော့ပဲဖြစ်ပါရရှင်ကလေးမျိုးတွင် MPT ဖုန်းလိုင်းတစ်ခုသာရရှိက ဖုန်းဝင်ဖိကဲ1000တန်ကို1200ကျပ်ဖြင့်ဘေးဝင်နေရတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းကလေးမြို့တွင်စစ်သွေးရေဖုန်းလိုင်း MPT တစ်ခုသာရရှိပြီးဖုန်းဝင်ဖြစ်ကတထောင်တန်ကို1200ကျပ်ဖြန့်ပေးဝေနေရကြောင်းမြို့နေဒေသခံများထံမှသိရှိရပါတယ်။အပရလနှောင်းပိုင်းမှာဆောက်၍ကလေးမြို့တွင်စစ်သွေးရေဖုန်း internet line အားလုံးနီးပါးပြတ်တောက်နေခြင်းဖြစ်ပြီး MPT ဖုန်းလိုင်းတစ်ခုသာရရှိသဖြင့် MPT ဖုန်းဝင်ဖြစ်ကများဈေးမင်းတက်လာခြင်းဖြစ်တယ်လို့ဒေသခံတရင်ရင်မြစ်ကဆိုပါရယ် ဒေတာခံတရင်ရင်မြက်ကကလေးမြို့မှာက MPT line တစ်ခုသာရပါတယ်ဖုန်းဘေကက်တွေတောင်းဆိုင်တိုင်းမှာမရတော့ဘူးရှာရပါခက်နေတာပါတချို့ဈေးဆိုင်တွေမှာဆိုရင်တထောင်တန်ဖုန်းဘေကက်ကို1200ကျပ်နဲ့ပေးဝေနေရပါတယ်ဖုန်းဘေကက်တွေမရတော့ခေဖိန်းနဲ့ပဲ ဖဲဖိကြတာများတယ်လို့ချင်းလင်း channel သတင်းဌာနသို့ပြောဆိုထားပါတယ်။ MPT ဖုန်းလိုင်းတစ်ခုတည်းအသုံးပြု၍ MPT စင်ကတ်တစ်ခုကိုကျပ်4500ဇင်းနှုန်းဖြင့်ဝယ်ယူနေကြပြီးလက်ရှိတွင်စင်ကတ်များဝယ်ဆရာမရှိအောင်ပြစ်စည်းပြက်လက်နေကြောင်းလည်းသိရှိရပါတယ်။အလားတူချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတစ်ခုလုံးတွင်စစ်သွေးရေးဖုန်းလိုင်းများနဲ့ fiber internet line များအလုံးပြတ်တောက်လည်းရှိကြောင်းသိရှိရပါတယ်ရှင်။ ဖာပွန်ခရိုင်တွင်အပရလအတွင်တိတ်ပွေပေါင်း139ကျင်းဖြစ်ပွားပြီးစစ်တပ်ဘက်မှဗူဟုနှစ်ဦးအပါအဝင်39ဦးသေဆုံးကာစစ်တပ်ကလက်နက်ကြီးလေးကြောင်းတို့ဖြင့်တိုက်ခိုက်မှုတွင်ပြည်သူနှစ်ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ။ KMP နေဖပွန်ခရိုင်တွင် April လအတွင်းတိတ်ပွေပေါင်း139ကြိမ်ဖြစ်ပွားပြီးအကြံဖက်စစ်တပ်မှပုံမှုနှစ်ဦးအပါအဝင်39ဦးသေဆုံးကစစ်တပ်ကလက်နက်ကြီးလေးကြောင်းတို့ဖြင့်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း KNU ဗဟုကတရင်ထုတ်ပြန်ထားပါသည်။ အပရလတ်၁ရက်နေ့မှစ၍30ရက်နေ့အထိကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅တပ်မဟာနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်အကြံဖက်စစ်တပ်မှပုံမှုအစစ်၂ဦး တက်ချက်ကြီးအဆင့်တဦးအပါဝင်39ဦးတည်ဆုံပြီးဒုတက်ချက်တဦးအပါဝင်55ဦးထိခိုက်ဒဏ်ရာရရှိကာအဆောက်အဦကိုလုံးထိခိုက်ဖြစ်စီခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အကြံဖက်စစ်ကောင်စီတပ်ဘက်မှအယက်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများတွင်ကိုလက်နက်ကြီး9ကြိမ်နဲ့တိုက်လေရင်ဖြင့်ပုံအလုံးကြီး14လုံးကြေးချတိုက်ခိုက်ခဲ့သောကြောင့်အပြင်မဲ့အရတားပြည်သူ2ဦးတေဆုံးပြီး9ဦးတိခိုက်တရန်ရရှိခဲ့ကြောင်းသိရှိရပါတယ် အကြံဖက်စစ်ကောင်စီစစ်တပ်ဟာလေကြောင်းတက်ခဲမှုနဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင့်အရက်သားပြည်သူများလောက်ကင်စားတောက်ရနေရများထိခိုက်ပျက်စီးခဲ့ပြီးစိုးရိမ်ထိတ်လန့်မှုများစွာဖြင့်အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဘဟုကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။မြိုင်နယ်ပခုကူမြို့နယ်အဆက်ရှိဂျေးရွာနှရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံကျဲတိုက်ခိုက်မှုတွင်အဆောက်အဦများထိခိုက်ပျက်စီးသွားတဲ့တဲ့တင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ မကွေးတိုင်းမြိုင်မြုံနေနဲ့ပခုကူမြုံနေအဆက်ရှိဂျေးရွာနှစ်ရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျေတိုက်ခိုက်ခြင်းကြောင့်အဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့ညာ၈နာရီအချိန်ခန့်တွင်မြိုင်မြုံနေနဲ့ပခုကူမြုံနေရှိဇောင်ကျန်းကုန်းရွာနဲ့ရွာတစ်ရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျေတိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒေဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲအဆောက်အဦများထိခိုက်ပျက်စီးမှုရှိကြောင်း we love မြိုင်အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ we love မြိုင်အဖွဲ့မှတာဝန်ရှိသူတို့ကလူထိခိုက်မှုရှိမှရှိကိုအတိမပြုနိုင်သေးပါဘူး။အဆောက်အဦတွေတော့ထိခိုက်ပျက်စီးမှုရှိပါတယ်။မနေ့ကညပိုင်းလေရင်နဲ့ပုံကျဲသွားတာပါ။ပြီးသူတွေအနေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတတိမပြတ်ကြဖို့လိုပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ စကိုင်းတွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးအကြမ်းဖက်ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးကကန်ချီကုန်းကျေးရွာကိုစစ်တပ်ကမီးတင်ရှို့နေတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ်စကိုင်းတိုင်းစကိုင်းမြို့နယ်တွင် အကြံဖက်စစ်တပ်ကစစ်ကြောင်းထူပြီးလေကြောင်းလက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာခြေရွာများကိုပုံကျေပြစ်ခတ်တိုက်ခိုက်နေမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးကန်ကြီးကုန်းခြေရွာကိုမိရှုနေကြောင်းသိရှိရပါတယ်။ယနေ့မေလ6ရက်နေ့နာနဲ့9နာရီအချိန်ခန့်မှာစ၍စကိုင်းမြို့နယ်ကန်ကြီးကုန်းခြေရွာကိုအကြံဖက်စစ်တပ်က ဝင်ရောက်မီးတင်ရှုနေကြ။ယင်းအကြံဖက်စစ်တက်စစ်ကြောင်းဟာအပရလ25ရက်နေ့မှစ၍စကိုင်းမြို့တမ33မှအင်အား80ခန့်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီးစစ်ကြောင်းထူထွက်လာခြင်းလေကြောင်းလက်နက်ချီများဖြင့်ဘုံကျဲပြက်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါသည်။ ဒေတာခံပြည်သူတို့ကဒီနေ့မနက်9နာရီလောက်ကစပြီးစကိုင်းမြို့နယ်ကန်ကြီးကုန်းရွာကိုစစ်တပ်ကမီးရှို့နေတာမိကများတော့များတယ်။ရွာထဲမှာလက်နက်ငယ်ပြတံတွေလည်းကြားရပါတယ်။ရွာသူရွာသားတွေကရွာထဲမှာမနေတာတော့ကြားပါပြီ။နှစ်နှစ်လောက်ရှိနေပါပြီ။အရင်နှစ်တွေက လေကြောင်းကနေရောအုံတော်6000ကအမြောက်တက်ကနေရောနေ့ရောညရောဟောင်းဝေစာလက်နက်ကြီးနဲ့ထူတာ စကိုင်းတက်မ33ကထွက်လာတဲ့စစ်ခွေးတွေကဘဒူခွေးချံကိုသွားချက်နေရလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အကြံဖက်စစ်တက်ကလေကြောင်းလက်နက်ကြီးဖြန့်တိုက်ခိုက်မှုကြောင့်ကန်ကြီးကုန်းကျေးရွာမှာပြည်သူ2ဦး ကျောက်ပနံကျေးရွာမှပြည်သူတအူးတေဆုံးပြီးပြည်သူတအူးထိခိုက်ဒဏ်ရာရရှိကာနွားနှကောင်လေးတေဆုံးခဲ့ကြောင်းစစ်တပ်စစ်ကြောင်းကြောင်းစာရီကျေးရွာရွာတစ်ကျေးရွာကျောက်ပနံကျေးရွာနဲ့ကန်ချီကုံကျေးရွာမှပြည်သူများမှဘေးလွတ်ရာထွက်ပြီးတိမ်းရှောင်နေကြရကြောင်းသိရှိရပါတယ်ရှင် ထိုင်းမြန်မာနေဆက်ထိုင်းလေပိတ်နဲ့အတွင်တို့တန်တရားဖြစ်ပွေလေရင်တစီဝင်ရောက်လာသဖြင့်ထိုင်းလေတက်က F16 တိုက်လေရင်နှစီအရေးပေါ်စေလွှတ်ကင်းလှည့်ခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်တိုင်းမြန်မာနေဆက်ထိုင်းလေပိနဲ့အတွင်တို့တန်တရားဖြစ်ပွေလေရင်တစည်းဝင်ရောက်လာသဖြင့်ထိုင်းတိုဝင်လေတက်မှ F16 တိုက်လေရင်နှစ်စီးအရေးပေါ်ဆဲလွှတ်ပြီးတတိပေးကင်းလှစ်ပြန်တန်းကြောင် ထိုင်းတဝန်လီတက်နဲ့ထိုင်းသတင်းဌာနများကသတင်းထုတ်ပြန်ထားပါတယ်။ယနေ့မေလ6ရက်နေ့မွန်လွေ7နာရီ45မိနစ်အချိန်ဝန်းကျင်တန်တရဖြစ်ပွေလေးရင်တစီထိုင်းလီပိတ်နဲ့အတွင်သို့ဝင်ရောက်ပြန်တန်းသဖြင့်ထိုင်းလီတက်ကထိုင်းမြန်မာနေဆက်ကန်ချတ်နပူရီတို့ F16 တိတ်လေရင်နှက်စီကိုဆေးထွက်လိုက်ပြီးအင်္ဂလိပ်နိုင်ငံဘက်မှကျူးကျော်မလာစေရန်တတိပေးကင်းထေချောင်းတရှိရပါတယ်။ ထိုင်းသတင်းဌာနတစ်ခုဖြစ်သော PPTV HD 36တခုတွေကလည်းတန်တရားဖြစ်ပွဲလေးတစီထိုင်းလေပိုင်းနဲ့အတွင်းသို့ဝင်ရောက်လာတဲ့အတွက်ထိုင်းလေတရဲ့ F16 တိတ်လေများကိုဆေးလွှတ်ကြောင်းသတင်းဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမှာရှင်နံပြီးပေးရန်ခတဲ့ကြင်ဝင်နိုင်ကြပါစေရှင်။